အေဂျင့်မောင်နေကတော့ဒါတငယ်ချင်းလို့လည်းဖြစ်နေတာလည်းကြားပဲတငယ်ချင်းလည်းဖြစ်နေတာလည်းကြားပြီအပေါင်းလာတဲ့နှစ်တည်းရလဲဒါမူဝင်းတို့ဒီမော်ဒယ်စတက်သေးကအတူတူဘက်အတူတူဆိုတဲ့အခါကျတော့ तू ကတော့သူ့ရဲ့ပုံစံတိုင်းပဲအရန်အေးတယ်ရှူတင်မှာဆိုလေအဲ့တူတူတိတ်တိတ်နဲ့သူ့ရဲ့ character တခုကို तू ကအေးအေးဆေးဆေးပုံဖော်တဲ့သူပေါ့နော်ဟိုဖော်ဖော်ရွရွပုံစံမျိုးမဟုတ်ဘူးね तू က तू က तू အေးအေးဆေးဆေးလေးနဲ့ဒါကလေသူ့ရဲ့ character ပေါ်မှာ तू ဟာအေး ပုံဖော်ထားတဲ့သူတွေเนาะဟိုလိုမျိုးဟိုဆိုရှယ်မကောင်းမင်းနဲ့တမင်မခေါ်တဲ့ပုံစံမျိုးလည်းမဟုတ်ပြန်ဘူးအဲအဲ့ချက်မှာတော့ဒါသူဟာစီစစ်နဲ့လဲရှိရယ်ပြီးရင်သူရဲ့ဒီအနေထိုင်ဒီအသွာလာပြောဆိုရလဲအမြဲတမ်းအဲ့လိုတူတူတိတ်တိတ်လေးရှိရဲအတူတူတွဲပြီးတော့လုံရတဲ့အချိန်မှာပို့ပြီးတော့အဆင်ပြေတာပေါ့ဟုတ် အဲအေဂျက်မောင်နေကတော့ဒါတငယ်ချင်းလို့လည်းဖြစ်နေတာလဲကြာပဲတငယ်ချင်းလည်းဖြစ်နေတာလဲကြာပြီပြီးတော့ပေါင်းလာတဲ့နှစ်တည်းရလဲဒါမူဝင်းတို့ဒီ model စတက်ထဲကအတူတူ batch အတူတူဆိုတဲ့အခါကျတော့ဩသူနဲ့ဒီရိုက်ကူးလေးလောက်တာမူဝင်းအရှိမဆိုလဲဒါစတက်ရိုက်ခဲ့ပြီးရဲဆိုတော့သူကတော့သူ့ရဲ့ပုံစံတိုင်းပဲအရန်အေးတယ် shooting မှာဆိုလဲအဲ့တူတူတိတ်တိတ်နဲ့သူ့ရဲ့ character တစ်ခုကိုသူကအေးအေးစိစိပုံဖော်တဲ့သူပေါ့နော်အဲ့လိုမျိုး shooting ရောက်ပြီးဆိုရင် အာစကားတွေပြောအမုံနေစာအဲ့လိုမျိုးအကုန်လုံးနဲ့ဟိုလိုက်ပြီးတော့ तू ကဖော်ဖော်ရွရွပုံစံမျိုးမဟုတ်ဘူးနဲ့ तू က तू က तू အေးအေးဆေးဆေးလေးနဲ့ဒါကလေသူ့ရဲ့ character ပေါ်မှာ ူဟာပုံဖော်ထားတဲ့သူလေနော်ဟိုလိုမျိုးဟိုဆိုရှယ်မကောင်းမင်းနဲ့တမင်မခေါ်တဲ့ပုံစံမျိုးလည်းမဟုတ်ပြန်ဘူးအဲ့လိုဆိုတော့ तू ဟာ तू ကာရက်တာကို तू ပုံဖော်ထားတယ်အဲ့မှာဆိုရင်လည်းနေတကွန်ဆိုလည်းနေတကွန်ရဲ့ပုံစံတိုင်းလေးပဲ तू ကရှိနေတယ်ပေါပါလေးနဲ့ तू ကာရက်တာကိုပြောင်းလာတာပုံမှန်ဆိုရင်အေဇမ်မာကိုအာစိတ်တိုးပြန်ပြီးတော့ဝုန်းဒါအဲ့လိုမျိုးလည်းထင်ထင်နိုင်နေလေအော် तू လာပြန်ပြီးဒေါသတွေထွက်ပြန်ပြီးဒါပေမဲ့ဒီနေတကွန်မှာကြာတော့ तू ဟာသူ့ရဲ့ character ကိုပပလေးနဲ့သူကနေတကွန်ဆွဲခေါ်ပါလာပေါ့နော် idea တကြမို့လို့လဲအဲအတူတူတွဲပြီးတော့လုပ်ရတဲ့အချိန်မှာပို့ပြီးတော့အဆင်ပြေတာပေါ့ဟုတ်သူနဲ့ဆိုရင်အစုံကားဆိုလဲအရှိမမိုးပွင့်လို့ဆိုတာနှစ်ကားပေါ့နှစ်ကားရှိပြီအရှိမဆိုရင်အဲတကားအခုဆိုရင်ဒါတကားဆိုနှစ်ကားပါရှင်ဟုတ်အဲအဓိကကျတော့ကိုကသူညမဖြစ်နေတာအမှရည်စရာဖြစ်နေတာ ။တမသူ့ကိုဟိုဘောနော်ဘလို့သားတငယ်ချင်းနေကြလဲဟဲ့တငယ်ချင်းဘာဖြစ်တယ်ညာဖြစ်တယ်ဒီလိုပဲပြောလာဆိုနေတာ။အဲ့အချိန်မှာသူ့ကိုအကူနေရပေါ့နော်။ဒါတော့အကူနေရမျိုးမှာဆိုတဲ့အခါကျသူကလည်းတငယ်ချင်းအေးညီမလေးဆိုတော့ချက်ချင်းပေါ့ဆက်ဆဆချင်းစိတ်နေဆိုရင် အရန်ရှိကျင်တယ်ပေါ့နော်ဒါပေမဲ့လည်းဟိုဆဆချင်းစဲအထွတ်ကြောင့်လည်းအေးတငယ်ချင်းမရှိတော့ဘောနော်အချင်းချင်းတလိုပဲအဲကောင်းကောင်းလေးပေါ့နော်ငါတို့အကောင်းဆုံးတော့လုပ်မယ်ပေါ့အင်းနေလည်းမရှိပေါ့ငါလည်းမရှိပေါ့နော်အဲအဲ့လိုပုံစံမျိုးလေးနဲ့ပဲသွားပါတယ်အဲ့ဆိုတော့အစင်တော့ပြေပေါ့ဆိုတော့ဒီဇိန်းနေလည်းမဟုတ်ဘူးတငယ်ချင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လောက်ကန်ရရလဲပို့ပြီးတော့လည်းအစင်ပြေတယ်အဲ तू ကလည်းအေးစစ်ပုံစံမျိုးဆိုတဲ့အတွက်ကြောင့်မလို့ဘာမှတော့ ထွေထူးပြောစရာမရှိပါဘူးဟုတ်အဲခွေခဲ့တာဆိုလည်းအဓိကဟိုတယောက်နဲ့တယောက်ပြန်ဆုံတွေ့တဲ့အချိန်မှာသူ့အလိုကိုကိုတည်ရမလားအဓိကအကိုအရန်အကိုအရန်မြင်စင်နေတဲ့အချိန်အကိုအရန်တွေ့ကျင်နေတဲ့အချိန်အဲအဲ့လိုမျိုးဆိုရင်တော့တစ်ခါလေကြာရင်တာမသူ့ကိုအမြင်မြင်တွေ့နေကိုရတငယ်ချင်းလိုပဲအပြင်မှာသွားတယ်လာတယ်ဆိုတော့ဟို character ဆိုတော့ character အရသူ့မြင်ပေးလိုက်တယ်ဗောဒီလိုမျိုးပါပဲကျန်တာတော့ခလို့ထူ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 ဟော ခက်ခဲတာမျိုးတော့မရှိပါဘူးဆရဲ့နောက်ရင်လည်းပဲဒီကားလေးကိုရက်ခဲတာပါဟုတ်ခွေအနောက်ကတော့တိတ်မပေါဘောဆိုတော့ဇက်ကလည်း तू ကလို့ဟိုအေးလေးနဲ့တည်ရမလားဆွဲခေါ်ရတဲ့ drama မျိုးဆိုတဲ့ခါကျတော့ဟိုဟာတာတွေပါရဲ့အဲ့လိုတယောက်နဲ့တယောက်အပြင်မှာဘောဆိုတော့အကုန်ကဒီစိမ့်ပေါ်ရောက်တဲ့အချိန်မှာဆိုရင်ဒီ character ပေါ်မှာပဲမဟုတ်ဘူးဆိုလဲမဟုတ်ဘူးရဲ့ဒီ ဒီအတန်ဒန်ချောင်းပေါ့နော်စိတ်ကဒီလိုပေါ်ပဲ focus ရောက်နေသူဆိုလဲသူ character ပေါ်ရောက်နေအဲ့ဒီအချိန်မှာမှအဲအကိုကိုမင်းကလည်းအကုန်လုံးကိုမမသူက focus လုပ်ထားတာပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ shooting ရောက်တယ်ဆိုရင်အရန် second တင်ချက်တဲ့အထွက်ချက်မလို့လို့တိတ်ပြီးတော့ queen out ပြီးတော့စနောက်တာမျိုးတော့မလုပ်ကြဘူးဟုတ်အဲအဲ့ချက်မှာတော့ဒါသူဟာ season 1လဲရှိရယ်ပြီးရင်သူရဲ့ဒီအနေထိုင်ဒီအသွာလာပြောဆိုရလဲအမြဲတမ်းအလိုတူတူတိတ်တိတ်လေးရှိရယ်ပြီးအမြဲတမ်းသူဘယ်လိုခေါ်မလဲ တငယ်ချင်းတွေနဲ့တွေ့တိုင်းဆိုရင်အားပေးတယ်မကွင်းလို့ဆိုတခါလေးကြာရင်အလုပ်ပေါ်မှာပြင်းမှန်းတဲ့ခါကြာအာကိုကိုကိုတိုင်းပေါ့နော်ဘာဖြစ်တငယ်ချင်းတွေကလို့ရင်ဖွင့်ဖြစ်တာလေးရှိတယ်တငယ်ချင်းအဲ့ချင်းကြာရင်တော့အားပေးတယ်ပြီးရင်နင်ဒီလိုမျိုးဆိုရင်တော့နော်ဒါပူကောင်းတယ်ဒါပူကောင်းတယ်ဆိုတော့တငယ်ချင်းရဲ့ဒီအကြံဉာဏ်တွေလည်းရတယ်ဆိုတော့သူဟာဟိုသူဒီလိုမျိုးပေါ့နော် သူ့ရဲ့ဒီကံရောညံရောရိရတွေရောအကုန်လုံးဒါစိုက်ထုတ်ပြီးတော့သူစိုက်ပြိုးရတဲ့အသီးကို ူဒီချိန်မှာစားရတာလေနော်စားရတာသူ့ရဲ့အောင်မြင်မှုကိုသူကိုယ်တိုင်ရခဲ့တဲ့အတွက်ကြောင့်မလို့ညီမတို့ဒီတငယ်ချင်းတွေကောင်းလာတော့ဒါဝမ်းသာတယ်ပြည့်တဲ့အချိန်မှာဒီလိုအတူတူကြိုးစားတာပဲအကယ်ဒမီပါထက်ရတဲ့အတွက်ကြောင့်မလို့ဒါပို့ပြီးတော့တောင်မှဝမ်းသာတယ်ဘာလို့လဲဆိုတော့ IPT ရလဲလေဟိုဘေးကနေအဲ့လိုပြောမပြတတ်အောင်ဘာလို့ဆိုတော့သူအကယ်ဒမီရတဲ့နေ့ဆိုတာလဲအမှန်ဆိုရင်ဟိုဒီတိုင်းပဲလက်ခုပ်တီးလိုက်လို့ရဒါပေမဲ့သူ့နာမည်អော်လိုက်တာနဲ့အကုန်လုံးကထပြီးတော့လေရေးဆိုပြီးလက်ခုပ်တီးကြတာ ဒါဆိုတဲ့အခါကျတော့ဒါအတိုင်းမသိကိုယ့်ရဲ့ဒီတငယ်ချင်းကိုဒါအတိုင်းမသိဝမ်းသာမိပါတယ်လို့ဟုတ်ဒါပေါ့နော်တက်လျာဆိုတဲ့ကောင်မလေးကိုခယူလဲစိုက်ပေးတယ်ချစ်ပေးတယ်နားလဲပေးတယ်ပရိသတ်တူတယောက်ချင်းစီလဲကျေးဇူးတင်ပါတယ်အခုပရိသတ်တွေညင်တွေ့နေတယ်လို့တက်လျာနဲ့ဒီတကုံတို့မောင်နှမနှစ်ယောက်ကလည်းပြန်တွေ့ပြီးပြန်တွေ့ပြီးတဲ့အချိန်မှာဘာရီဆက်ဖြစ်မလဲပြီးတဲ့အခါကျရင်ဘလို့တွေဆက်ပြီးတော့ဒီနေတခွန်နဲ့ အဲ့ဂျမာနေရောကန်းစုံစည်းမာလာဒါမှမဟုတ်ရင်အာမမမူမူတွင်နေရောအာဘယ်လိုဆက်ဖြစ်မလဲဆိုတော့ပိတ်သက်ကြီးရဆောင်ရကြည့်ရှုပြအပြပောင်းလို့ပြချင်ပါတယ်ဟုတ်